က်တဘဲလေးလှလို့ဝင်ထားတယ်ဒါပေမဲ့ကက်တဘဲ stream တစ်ခုပဲကစားနေတက်တုံလားဒါဆိုရှင်တော့ဒီနေ့မှာကက်တဘဲ training 5မျိုးကိုလည်းထပ်ကလုပ်ပြပေးမယ်ပထမဆုံးတစ်ခုကတော့ finger 8ကိုဝင်ထားပေးမယ် nethero sumo squat ပုံစံလေးထိုင်ထားပြီးတော့ပေါင်ရဲ့အတွင်းကနေပြီးတော့ဖြတ်ပေးမယ်ဒီရဲ့ကက်တဘဲကို6နဲ့မထိပဲနဲ့ဖြတ်ထားပေးမယ်သွားတဲ့ခါကျလို့ရှင် nethero ဒီရဲ့ပေါင်မဆယ်ကိုတောက်ထားပေးမယ်ဘိုင်းမဆယ်ကိုဆွဲညစ်ထားပြီးတော့ဝင်ထားပေးမယ်အချက်ရည်နဲ့အချက်ရည်ကတော့ကိုနိုင်နိုင်သလိုဝင်ထားပေးလို့ရရယ်နော်ဒီရဲ့ကက်တဘဲ finger 8ကဒီရဲ့ပေါင်ကမဆယ်ရဲ့ဘိုင်းကမဆယ်ကိုကြာစေရယ်နော် သူ့ကိုနည်းထားလို့သွားတဲ့ခါကြောင့်လို့ရှိရင်တော့ကတဘဲက8 kg ဒါမှမဟုတ်ရှင်6 kg အဲလောက်ဆိုရင်တော့အဆင်ပြေတယ်10 kg လောက်ဆိုလို့ရှိရင်တော့တခြားဒီချင်းကနေဆိုရှင်သိမ့်မနိုင်ဖြစ်နေလိမ့်မယ်နော် ဒူရန်ကတော့လည်း hero get up base stream ကိုပဲ jam နဲ့တွဲပြီးဝင်ထားပြီးမြင်ဒါကတော့တစင်းမြင့်ထားတဲ့ရှူသွင်းမဲ့ကွေးချတာပြီးမြင်ရှူထုံးမဲ့တရက်ရက်ခါကြလို့ရှိရင်ဘိုက်ကိုရအောင်ဆွဲညစ်ထားပြီးမြင်အရှိကိုကင်ချတဲ့ခါကျရင်လည်း hero တင်မောင်းနောက်ကိုတွန်းထုတ်ထားပြီးတော့ဒူကောင်ကအရှိမထွက်ပဲနဲ့ပေါင်နောက်ကမဆေရင်တင်မောင်းမဆေကိုဆွဲညစ်ထားပြီးမြင်မတရက်ရက်ခါကြလို့ရှိရင်လည်း hero ဘိုက်မဆေကိုဆွဲညစ်ပြီးတော့ဝင်ထားပြီးမြင်ဒီရက်ကတော့လွှဲတဲ့ခါကြလို့ရှိရင်လည်း hero လက်ကို focus မထားတာပြီးနဲ့ခြေောက်ကို focus ထားပြီးမြင်ရှူသွင်းမဲ့ထိုင်ချမယ်ရှူထုံးမဲ့တရက်ထားပြီးတော့ကိုနိုင်နိုင်တယ်လို့နှစ်နှစ်ကြော့ 3ချော့4ချော့လောက်ထိကစားပြီးရရတဲ့အချက်ရေက15 20 30 40 50ကိုနိုင်နိုင်သူကစားပြီးရရနော်ဒီမှာတချို့ကြတဲ့ပဲကစားတဲ့ခါကြောင့်လို့ရှင်တချို့တန်နဲ့လုပ်တဲ့ဟာတွေဆိုလို့ရှင်လက်နာတယ်ဆိုလို့ရှင်တော့လက်အိတ်လေးဆွထားပေးမဟုတ်လို့ရှင်လက်တွေတော့နည်းနည်းတော့တန်းမယ်နော်ဒါရနဲ့ထက်ဒီရဲ့ကြတဲ့ပဲကတော့အပြော့ပဲဆိုတော့ကိစ္စတော့မရှိဘူးတခြားတစ်ခုကတော့ဆူမိုစကွာကနေပြီးတော့အပရိုက်ကိုဝင်ထားပေးမယ် အပရိုက်လိုကကျွန်တော်နဲ့ထရဒီရဲ့လက်မောင်းမဆယ်ရီရဲ့ခုတ်ကမဆယ်ရီရဲ့တုံပြီးတော့ဝင်ထားပြီးရဲ့ sumo squat ကတော့ခရိုင်းလူမျိုးပဲကိုနိုင်တော့လေထန်ချထားပြီးမယ်ရှူသွင်းမဲ့ထန်ချရှူထုံးမဲ့တက်ရက်ထားပြီးမယ်သူ့ဘယ်ညာမှတက်ဆိုပြီးတော့စေချင်းကနေပြီးတော့15ဒါမှမဟုတ်20ကစားပြီးရတာနော်သူကဘယ်ညာမှတက်လို့သတ်မှတ်ပြီးမယ်အချိန်နဲ့ကြောက်ရီကတော့ကိုနိုင်နိုင်လို့ဝင်ထားပြီးရဲ့နောက်ထပ်ကဒီမှာကက်တဘဲကိုအာ6 kg ပဲတုံးထားရဆိုပေမဲ့ကိုကနိုင်နေသလိုရှိရင်တော့8 kg 10 kg လောက်ထိတော့တုံးပြီးလို့ရတယ်နော်ဒါပေမဲ့အိမ်မှာကိုကစောင့်ထားမယ် လို့ရှင်เนาะ6ဒါမှမဟုတ်ရှင် 8kg လောက်ဆိုတော့အဆင်ပြေပါပြီเนาะလေမျိုးမျိုးနေနဲ့ကနံထက်ကတော့ squat ရယ် overhead press ရယ်ဝင်ထားပြီးမယ် squat ထိုင်တဲ့ခါကျလို့ရှိရင်နံထက်ကဒီမှာ goblet squat ပုံစံလိုမျိုးထိုင်ထားတယ် overhead press ဝင်တဲ့ခါကျရင်နံထက်ကခေါင်းပေါ်တတဲကိုတွန်းတင်ထားဖြစ်တဲ့အတွက်ကြောင့်မလို့မတ်တရတဲ့ခါကျရင်ရှူထုတ်မယ်ဘိုင်းမစစ်ကိုရအောင်ဆွဲညစ်ထားပြီးမယ်ဒီရဲ့ training တွေအကုန်လုံးကရှူသွင်းရှူထုတ်က focus ထားပြီးရမယ်ပြီးပါပြီဆိုလို့ရှိရင် strength ကိုယ့်ရဲ့အားကိုတုံးပြီးတော့ဝင်မယ်ဆိုလို့ရှိရင်တော့ carry ပို့ပြီးတော့ပူပန်းစီရယ်နော်ဒါလည်းအဲ့လိုပဲ natural 99လို့ဝင်ထားပြီးလို့ရပါတယ်နော် နောက်ဆုံးတစ်ခုကကျတော့နေထိုင်ကား site swing ကိုဝင်ထားပြီးမယ်ဒူးနည်းနည်းလေးကြွေးထားပြီးမယ်လက်သွားတဲ့နေရာကိုခေါင်းကလိုက်လက်ထားပြီးမယ်သူကဘယ်နေရာ focus ထားမလဲဆိုရှင်နေထိုင်ရဲ့ဒီရဲ့ upper apps အပေါ်ဘက်ကိုရအောင် focus ထားရပြီးမယ်နော်တေချာလေးသင်တန်းတက်ချင်တဲ့ credible training ကိုလည်းစိတ်ဝင်စားရဲဆိုလို့ရှင်နေထိုင် page messenger ကစာကားနေပြီးဆက်သွယ်ပြီးနော်ဒါပေမဲ့နေထိုင်က credible training ကို zone pt zone personal training မှာပဲပြပေးတယ် group တွေ video training မှာဆိုလို့ရှင်နေထိုင်မပြပေးဘူးနော်ဘာလို့ဆိုရှင်လူတိုင်းမှာ credible ရှိချင်မှရှိမယ်ရှိရတဲ့လူတွေအတွက်ပဲနေထိုင်ကပြပေး တာပါเนาะအိမ်မှာကိုကဝယ်ထားတဲ့ကရဘဲ stream တစ်မျိုးပဲလောက်တက်တယ်ဆိုလို့ရှင်တော့ဒီလိုမျိုး training တွေဝင်ပြီးတော့ကစားပြီးကြီးเนาะ